အလုံးသိတဲ့အတိုင်းပဲဖြူဖြူသွေးတယောက်ကတော့သူ့ကိုဝေဖန်နေတဲ့ပြည်သူတွေအတွက်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်ပြီးတော့ခြေပတ်လိုက်တော့တွေ့ရပါတယ်။ဖြူဖြူတယောက်ဟာဒီနှောင်းကတော့ဘသူမှတိတ်ပြီးတော့သူ့ကိုစိတ်ဝင်စားကြပါမယ်လေ။မေစုကိုတောင်းရည်တဲ့အနေနဲ့အောင်စုနောက်တစ်ခုကတော့ခြံစည်းဦးမေတော့နောက်တစ်ခုကမေစုရဲ့တက်တကူပြောပြီးတော့ပြောင်ရတစ်ခုမှအန်ဒီပြီးတော့တရုတ်ဆောင်သွားတဲ့အခါမှာတော့ဖြည့်ချင်းချက်လုံးမပေးခဲ့ပါဘူး။ကောင်းမှန်တယ်ဆိုတော့အားတခွနဲ့တည်းပြည်သူတွေကိုဂျိုင်းပြောသွားတာဖြစ်ပါတယ်။ ။ဒါမဲ့လေအစိုးရသူ့ဘာလက်ထက်မှာတော့ဒါတွေကိုပြန်စစ်ဖို့မလိုရင်မလဲ။ဒီနေ့ကျရင်တော့ဒီသူ့ဆိုးကအာနာပြန်နေကျရင်တော့ဒီလိုမေးခွန်းတွေကိုပြန်ပြီးတော့ဘာကနနာကြောင်းပြန်မေးခံပါတော့ပြေးကြပါပဲ။ဒါအားလုံးကတော့ပြည်သူလူချင်းနဲ့နေထိုင်တာဖြစ်မှာပါ။သမီးကိုပြောနေကြလို့သမီးနောက်ကွယ်မှာတဲ့ကျိုးကင်တဲ့သူတွေတို့လက်မဲကြီးတွေတို့ရှိတယ်လို့ပြောကြတယ်ရှိပါတယ်ဟုတ်မလား။ဟွာနောက်ကွယ်မှာကျိုးကင်တဲ့သူတွေဒီမှာအမကျိုးကင်နေကြတာအတန်းလိုက်အမအမလက်ကတော့မဲတယ်ဟိုကကာဝက်ရှော့လောက်တာမို့လို့ ဟိုကလက်တရလည်းမဲနေတာအင်ဂျင်ဝိုင်းနေပေးနေအင်ဂျင်ဝိုင်းနေလည်းပေးနေတာအကုန်လုံးကားဝဲကျော်လုံးကြဆိုတော့လက်မဲကြီးတွေပေါ့နော်ဒါကျိုးကန်လက်တရမဲတာမဟုတ်ဘူးတကူလုံးမဲနေရညင်းစီသူထွက်ပြိုင်တယ်တကူလုံးမဲနေအဲ့ဒါအခုဒီမှာဒါကျိုးကန်နေတဲ့အဖွဲပါလို့ပြောချင်ပါတယ် အမြင်ကတစ်ဖက်လူမှုရေးကတစ်ဖက်စီးပွားရေးကတစ်ဖက်နိုင်ငံရေးကတစ်ဖက်နိုင်ငံတကာရေးရာတွေကတစ်ဖက်ဒီလိုအဖက်ပေါင်းများစွာနဲ့အလုံများနေချိန်မှာမင်းတို့ဘာဘာဘူးမှတင်တာမဟုတ်ဘူးကိုပေါ့ညာပြီးတော့တက်နေတာကိုဒုက္ခနဲ့ကိုတက်နေတာမင်းတို့ဘာဘာဘူးမှတင်တာမဟုတ်အချိန်မီစင်းဝါလို့ရတယ်နော် အဲဒီကနေ့ဒီဘကုန်းငလျင်တို့ပြီးဆိုမျိုးပဲခုလဲတာမန္တလေးငလျင်ကြီးဆိုပြီးနာမည်ပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့အားလုံးနောက်ပိုင်းမှာမီဒီယာတွေကစချင်တော့သုံးဆွဲရမှာကမန္တလေးမန္တလေးငလျင်ကြီးအဲဒါဒီလိုစကားလုံးသုံးလုံးပြီးရေးရအောင်တဲ့ပုံမျိုးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ငလျင်ကြီးလို့မီဒီယာခေါ်ခေါ်ပါဆိုပြီးမဆက်တာချင်းရတယ်ဆိုတော့မန္တလေးငလျင်ကြီးလို့ငလျင်ကြီးလို့အခုဆိုကျွန်တော်အားလုံးစာပြီးခေါ်ကြရပါတော့မယ်ဒါတို့ပြည်သူလူအနေနဲ့ခေါ်ချင်ခေါ်မခေါ်ချင်နေမဆက်တာကတော့မန္တလေးငလျင်ကြီးလို့ပြည်သူလူတွေအနေနဲ့ခေါ်တာမခေါ်တာသူတို့စိတ်မဝင်စားဘူးအဓိကကသူတို့အဘကနဲ့သူတို့ရဲ့စစ်ကွေးတွေနဲ့သူတို့ရဲ့စစ်ကွေးတောက်တိုင်တွေပဲခေါ်မယ်ဆိုတဲ့သဘောတရားပဲမော်နမင်ဟန်ပြန်လာ

ဗီဒီယိုလေးတွေလေးရှင်းပြလို့တော့ပေးကမှာတော့ယနေ့အေပယ်လာ9ရက်နေ့ဗုဒ္ဓဟူးနေ့ရဲ့ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုဟောပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့လေဒီနေရာကနေပဲထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ထပ်တစ်ခုနေနေရာကတော့မတရားမှုတွေကိုပေါ်ပြရမှာဥပဒေနဲ့ပေါ်ပြလို့မရတဲ့လူမှုကွန်ရက်တွေရှိတာဖြစ်တဲ့အတွက်သူ့နေရာဒီမှာအတန်ပြောင်းနေတာတွေသူ့နေရာဗီဒီယိုတွေထင်ကုန်နေတာရှိကောင်းရှိနိုင်တဲ့အတွက်ဒါတွေကိုလည်းနားလည်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုစိတ်မကောင်းစရာအနေနဲ့ကတော့ကျွန်တော်ရဲ့လက်ရှိမှာအခုပြသနေတဲ့ရင်ဆက်ပေးနေတဲ့ Project Revolution Channel လေးရလဲစကြခင်မှာ ဏမဲ့အနေထားတစ်ခုကိုရောက်ရှိလာတဲ့အချိန်တွေတခုထိဖိအားပေးထန်နေရတဲ့ပြောင်းရှိပါတယ်။ဒါကြောင့်အခု description မှာပေးထားတဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးတော့ကျွန်တော်ရဲ့သတင်းတွေကိုအမြဲတမ်းစောင့်ကြည့်အားပေးပြီးတော့ကျွန်တော်နဲ့အတူတူနေ့စဉ်နဲ့ညတော်လိုင်းကြီးပြီးဆုံးတည်သွားမဲ့ပြည်သူတွေအနေနဲ့ဤကိုတွေအောင်နမတွေအနေနဲ့ကျွန်တော်ရဲ့ဘောက်က special လေးကနှင်းအောင်လည်း like and subscribe လုပ်ထားပေးဖို့လည်းဒီနေရာကထပ်မံတောင်းဆိုလိုက်ပါတယ်။ ရောင်းဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းအင်းတော်မြို့ဂျပန်လိုင်ကူစကန်ကုန်းမှာထွက်ပြေးသွားတဲ့တမခွန်ခွန်တမမှုဗိုလ်မှူးချုပ်အောင်တအူးကိုမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတမရကအရှင်ဖန်စီရရှိထားပြီးဖြစ်ပါတယ်။ကဲဗိုလ်မှူးချုပ်အောင်တအူးကိုတော့မျိုးသားညီညွတ်ရေးအစိုးရ NUG ကကာကွယ်ရေးဝန်ကြီးဌာနကနေပြီးဖန်စီလိုက်ဖြစ်ပါတယ်။မင်းတို့ကောင်တွေလာရှုမှလို့ပြန်လွတ်မယ်လို့တော့မထင်နဲ့နော်။မင်းတို့ကောင်တွေလာရှုရလို့မျိုးမိပြောက်နဲ့နမယ်ပြောက်ပြီးတော့တက်သေးပြန်ရောက်ပြီးတော့နေရာပြန်ယူရမယ်လို့တော့မင်းတို့မထင်နဲ့။ နော်မင်းတို့တွေဘာကိုအားကိုးနေတဲ့ကောင်တွေမရှိတော့ဘူးအင်းတို့မျိုးဂျပန်လိုင်ကမစကန်းကုန်းမှာထွက်ပြေးသွားသောတက်မခုံကတက်မမှုဘုံမှုကျအောင်တူကိုလန်ခီတနီယာမှာပြည်သူ့ကာကွယ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခြင်းဖြစ်ပြီးတက်တလုံးမှာတော့အချင်းဒီသေးစိတ်ကိုတော့ထုတ်ဖော်ပြခြင်းမရှိသေးပါဘူးအမ်မီဒါတော့တကယ်ကွန်ဖိုင်းဖြစ်ပါတယ်တက်မခုံခုံတက်မမှုတကယ်အဆင်မှန်ပါဘူးလေတော်လိုင်းသတင်းမှာထုတ်ပြန်ထားပါတယ်ဘုံမှုကျအောင်တူကစက်တက်ကလို့ပတ်စဉ်၄နှစ်ကြောင်းစင်းဖြစ်ပြီးတက်မခုံခုံတက်မမှုဖြစ်ခဲ့မှာတော့ကော်တောင်းတက်နေရဲ့ စ်ပြူအောင်မှုဖြစ်ဘုံမှုကြီးရာထူးပြင်တောင်းဝင်ထမ်းဆောင်ခဲ့ပါတယ်။ကမခွန်ခွန်တမှုချုပ်ကဘုံမှုချုပ်အောင်တအူမှန်ပါတယ်။အင်းတော်နဲ့ကတ္တာချမ်းမှာမိသွားတာလို့လည်းဖြစ်နိုင်တယ်ဆိုပြီးတော့လေ CDM ဘိုးကြီးစင်ရောကလည်းပြောထားတာတွေ့ရှိရပါတယ်။မြို့သားညွေဆိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသရဲ့အစီအစဉ်ဖြစ်အင်းတော်မျိုးသိန်းတိုက်ပွဲကို၈လကျော်ကြာဆင်နွှဲခဲ့ပြီးနောက်မှာတော့အပြစ်သက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။အင်းတော်မျိုးသိန်းစစ်စီရင်ကိုတော့မြို့သားကာကွယ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့အမတ်တစ်စစ်ဒေသကိုကွယ်မှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပြင်အခြားအကြသောအဖွဲ့စည်းပေါင်းများစွာပါဝင်ခဲ့တဲ့အတွက် ဒီဖွဲ့စည်းတွေအားလုံးကိုဒီနေရာကနေပြီးတော့လေးစားဂုဏ်ပြုကြောင်းသတ်မှတ်ပြီးပေးလိုက်ပါတယ်။နောက်ထပ်သတင်းတွေပေါ်မှာတော့ရှင်းပြီနဲ့ဖလန်းမျိုးကိုတင်ပြီးတော့ဖလန်းဖလန်းထနေတဲ့တော်လိုင်းရဲ့တက်ဒီကတွေ့ရတာလဲတကယ်ကိုပဲအားတက်စရာကောင်းလာပါတယ်။ရှင်းပြီနဲ့ဖလန်းမျိုးနဲ့တကူလုံးကိုပြီးသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ရှင်းနေတော်တဖွဲ့ကနေပြီးတော့ယနေ့တော်ဝင်ကြီးညာခဲ့တာတော့အားလုံးသိရှိမှဖြစ်ပါတယ်။ရှင်းမြသာကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရင်းမှုလိုင်းဝီရီယန်ချင်းကရှင်းညီနောင်စစ်စင်ရေး ပလန်းမျိုးတင်တိုက်ပွဲမှာမင်းတက်နဲ့အတူ2024ခုနှစ်ငွေဘာလကနေစတင်ခဲ့တာဖြစ်ပါတယ်။တရင်တရင်နဲ့မဟုတ်ပါဘူး။သုံးရင်းနဲ့တိုက်နေတဲ့ပုံစံဖြစ်တဲ့အချိန်တွေပို့ပြီးကြာသွားတယ်။ပုံကြစီလည်းစစ်စင်ရင်မှအများကြီးကုန်တာရှိတယ်။ဘာပြောကျွန်တော်တို့ရဲ့တော်လိုင်းမှာပေးဆက်မှုတွေလွတ်မြောက်မှုတွေအတွက်ကိုယ်ကညမှာကိုဖန်တီးဖို့ပေးဆက်ရတာဖြစ်တဲ့ရှင်းပြီးတဲ့မှာဤတိမ်မျိုးကိုလည်းဖြတ်ပြီးမှဝင်ရောက်ဖို့ရှိတယ်။ပို့ပြီးတော့စူးစမ်းအားထုတ်ဖို့လိုတယ်။လူသိမ်းရတာတဲ့ထိမ်းရတာခက်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 လုပ်ရတာဖြစ်တဲ့စစ်ပုံကြတဲ့အမိန့်နာခံဖို့ professional army ဖြစ်အောင်ကြိုးစားရမယ်။ဒီအောင်မြင်မှုအလန့်ပီသူလူလူတွေမဟုတ်ဘူး။ ပြည်နယ်ခံပြည်သူလူထုရဲ့အောင်မြင်မှုဖြစ်တဲ့2024မှာစစ်ကောင်စီကင်းစစ်မှုရွေခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြီးခဲ့တယ်၄နေရရခဲ့တယ်လို့လည်းတိုက်ရိုက်လိုက်ကတဆင်ပြောခဲ့တာပေါ့အားလုံးသိရှိမှာဖြစ်ပါတယ်။လမ်းမျိုးတင်တိုက်ပွဲမှာစစ်ကောင်စီရဲ့လက်နက်ကြီးများပေါဝင်လက်နက်ရန်အမြောက်များငွေကြေးများစွာကိုလည်းတင်ပိုက်ရရှိခဲ့ပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ KIO နဲ့ KNL တို့အကြားနေမြေညင်းပွားမှုနဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးမှုတွေစတင်နေပြီဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဘိုခွမ်မော်ကနေပြီးတော့လူမှုကွန်ရက်နာတဆင့်ဤပေးထားပါဗျာ။ ။ PIO နဲ့ TNLA နှစ်ဖွဲ့ဆွေးနွေးပွဲအတွက်ရှေ့ပြေးညီနိုင်မှုတွေစတင်နေပြီဖြစ်ကြောင်းသက်ဆိုင်ရာဒေတာတွင်ရှိမိဘပြည်သူများနားလည်ကူညီပေးကြပါရန်နှင့် online သုံးဆွသူများမီဒီယာများအကြံပေးထောက်ပြလူသူများတံမှာလည်းအပြုသဘောဆောင်သောကူညီပေးမှုများကိုမျှော်လင့်ပါကြောင်းသူ့ပုံမှုချုပ်ကမ္ဘောကပြထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့နိုင်ငံတကာကပေးရတဲ့ငလင်တန်သိမြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေတွေကိုစစ်တပ်ကထိန်းချုပ်ထားတယ်လို့မြို့သားညီညွတ်အစုအယအန်အူဂျီဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတတိပေးပြောဆိုပါတယ်။ နိုင်ငံတကာလူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာရန်ပုံငွေကိုစစ်ကြဟာထိန်းချုပ်ပြီးနောက်ထပ်စီးရေးကြံ့ဖတ်မှုတွေကိုဆက်လက်ကျူးလွန်ပြီးဖြစ်လာမိကိုစိုးရိမ်မှုများစွာရှိနေပါတယ်။ကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူး။မြန်မာနိုင်ငံရှိပြည်သူများအတွက်မြန်မြန်ဆန်ဆန်လူသားချင်းစာနာထောက်ထားမှုကူညီများလက်လန်းမိနိုင်ရေးကူညီပေးပါစစ်မှန်တဲ့ပြစ်ခတ်ရစဲရေးနဲ့လေကြောင်းတက်ခတ်မှုတွေကိုပြစ်ခတ်ရစဲရေးအတွက်ထုတ်ဖော်ပြောပေးပါကျေးဇူးပြုပြီးဒီမိုကရေစီကိုပြန်အောင်ကူညီပေးပါလို့လည်းဒေါက်တာဝင်းမေကြီးပြောဆိုခဲ့ပါတယ်။ဒါတော့သူကလည်းသူ့ရဲ့တာဝန်ရသူပြောတာပေါ့လေ။ပြည်သူတွေကတော့တည်ပြီးသားပါဒီကိစ္စတွေကိုအခုမှသိတာမဟုတ်ပါဘူး။ နာဂစ်ထဲကပြည်သူတွေအားလုံးတတော်များသိပြီးသားဖြစ်မှာပါဒီလိုပဲစစ်ကောင်စီကလာပြီးတော့လူစမြကုန်လုံးမလုပ်မလဲဆိုတာကတော့ကျွန်တော်ခုနပြောသလိုပဲအေးကြီးစရာတွေးကြည့်ရအောင်သိပါတယ်ဗျာနောက်ထပ်တင်းတို့မှာတော့တနိုင်ငံလုံးမျိုးနယ်တိုင်းရှိဌာနဆိုင်ရာယုံရက်ွက်နဲ့ကြေးရွာများအားလုံးတွင်ရတနာတုတ်ကို၉ရက်တိတိ၉ကြိမ်ယူဖက်ကြရန်စစ်ကောင်စီကဂျမန်နေ့ညနေပိုင်းမှာရေးပေါ်ညွှန်ကြားလာကြောင်းမြို့နယ်ထွေးဥဖွင့်များကပြောထားပါဗျာဧပယ်လ၈ရက်နေ့မှာစတင်ပြီးဧပယ်လ၁၆ရက်နေ့ထိနေ့စဉ်ည9:00နာရီချိန်တွင် တနိုင်ငံလုံးရှိစစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးများရက်ကွက်နှင့်ကြေးရွာအုပ်ချုပ်ရေးရုံးများသာသနာတော်ဆိုင်ရာဓမ္မယုံပုံကြီးကျောင်းများစွန်းလောင်းတင်းများနဲ့ပြည်သူများရဲ့နေအိမ်များတွေမှာယတနာတုတ်ကိုရွတ်ဖတ်ပူဇော်ရမည်ဖြစ်ကြောင်းလက်ရှိဖြစ်ပေါ်နေသောငလင်ဘေးအပြင်လာမိဘေးရန်တွေမြန်မာကင်းရှင်းရေးအတွက်ရင်းကဲ့သို့စစ်ကောင်စီရဲ့ပြည်ထရေးဝင်ကြီးဌာနကတနိုင်ငံလုံးကိုနှုတ်မိတ်ဖြင့်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းထက်ကလည်းနေပြည်တော်မှာလည်းမင်းအောင်လှိုင်ကသူတို့ကိုညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ငလင်ဘေးကြီးဖြစ်တဲ့ပြည်သူတွေ ောင်ချီပြီးတည်ဆုံရတဲ့ပုံနှံတွေဖြစ်တဲ့ဒါကဝေသားလီမာ ကပ်ဘေးဆိုင်တော်ဘုရားရှင်ကိုယ်တိုင်ရေနာတုတ်ပိိတ်အထမ်းတွေယူပြီးကောက်ဝဲခဲ့ရတဲ့အခုလက်ကြီးလိုရေနာတုတ်ရုတ်ဖက်ပူဇော်တာကကောင်းတဲ့လက္ခဏာဖြစ်တဲ့တုံစဲတုံရတတန်သောဘေးတွေကကင်းဝေးစီမှာဖြစ်ပါတယ်။ဦးစင်းလိုစီမှာတော့မြို့နယ်ထွေအုပ်ရဲ့ညွန်ကြားကျင်နယ်မြို့နယ်တန်ခါနာရယ်ကအဖွဲ့ပူပေါင်းပြီးတောင်းတိုက်တွေအလှည့်ကြညာတိုင်းမနိညာကစယူနေပြီးတနိုင်ငံလုံးရွတ်ကြတာပါလို့စမ်းကြောင်းမြို့နယ်ကမြို့နယ်တန်ခါနာရယ်ကဖွင့်ဆရာတော်ပါကလည်းပြောကြားခဲ့တာတွေ့ရှိရပါတယ်။ဒီလိုပဲအကွေးတိုင်းမင်းသားမြို့နယ်ကလည်း ို့နယ်တွေ့ရုပ်တွေကလည်းအခုလိုမျိုးညွှန်ကြားထားကြောင်းပြောထားပါတယ်တနိုင်ငံတော့အခုလိုယတနာတုတ်ကိုယူဖက်နေရဖြစ်ပါတယ်ဟောပါတယ်ဒါကတော့ဗုဒ္ဓဘာသာယူဆနဲ့ကြည့်မယ်ဆိုရင်တော့ဒီလိုမျိုးအန်ဒီယကင်းဘေးရှင်းတုတ်ကိုယူဖက်တာပိုကောင်းပါတယ်ဒီဒါပေမဲ့လည်းဒီလိုမျိုးယူဖက်နေတာတဲ့ပို့ပြီးတော့ထိရောက်မယ်နီလန်ကတော့မင်းရောက်နိုင်ခုံဘွားဆင်းလိုက်တာနဲ့တော်တော်လေးကိုထိရောက်မယ်နီလန်မှာပဲ ကျွန်တော်တို့ဒီငလင်းနဲ့ပတ်သက်အားလုံးကပြောတာကငလင်းပေါ့စကိုင်းပြေကျော်မှာလှုပ်တဲ့ငလင်းငလင်းငလင်းလောက်ကတယ်မန္တလေးမှာလှုပ်တဲ့ငလင်းစကိုင်းမှာလှုပ်တဲ့ငလင်းအာနေပြီးတော့မှငလင်းစသဖြင့်ဒီလိုမျိုးကျွန်တော်တို့ငလင်းနဲ့ပတ်သက်ပြီးခေါ်ပေါ်သုံးလို့နေရောထွေးနေတယ်ပေါ့အဲ့ဒါကြောင့်မလို့ခု NASA ကအခြေအနေချက်ထုတ်တယ်လက်ရှိဒီ March 28ရက်နေ့ကဖြစ်ပေါ်သွားတဲ့ငလင်းနဲ့ပတ်သက်ရင်ခေါ်ရမယ့်စကားလုံးတစ်လုံးကတော့မန္တလေးငလင်း မန္တလေးငလျင်ကြီးလို့အမိတက်ခေါ်ပါမယ်တဲ့ဘာဖြစ်လို့ဆိုတော့မန္တလေးငလျင်ကြီးလို့အမိတက်ခေါ်မယ်ဘာဖြစ်လို့ဆိုတော့သူကအဲ့လိုအမိတက်ခေါ်မှာတမိုင်းမှာမှတ်တမ်းမှတ်ရလို့တဲ့ခါမှာမှတ်တမ်းမှတ်လို့ရတာပေါ့ဟိုဆိုကြပါဆိုကြကျွန်တော်တို့အာပြောရရင်ကျွန်တော်တို့ဒီမှာလဲငလျင်နဲ့ပတ်သက်လို့ဘကုန်းငလျင်တို့ဘာငလျင်ညာငလျင်ပေါ့အဲ့လိုငလျင်ကြီးကြီးရှိတယ်အဲ့လိုငလျင်နာမည်ကြီးပြီးတဲ့ခါဘကုန်းငလျင်တို့အမဒါပေမဲ့မောကမုံတိုင်းဆိုမောကမုံတိုင်းလို့စသဖြင့်နာခေရောက်တောက်တိုက်တဲ့နာခေနာလွယ်လွယ်ကူပေးတဲ့စကလုံးမျိုးပေးစုံမျိုးပေါ့နော်ငလျင်ကိုလဲခုနကဒီအဲခုနကဒီဘကုန်းငလျင်လို့ပေးစုံမျိုးပဲခုလဲတာမန္တလေးငလျင်ကြီးဆိုပြီးနာမည်ပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့အားလုံးနောက်ပိုင်းမှာမီဒီယာတွေကဆက်ကျွန်တော်တို့သုံးဆွဲရမှာကမန္တလေးမန္တလေးငလျင်ကြီး အဲဒါဒီလိုစကားလုံးတုံးလုံးပြီးတော့ရေးရအောင်တဲ့ဘောမျိုးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်မလင်ကြီးလို့အမိတက်ခေါ်ပါခေါ်ပါဆိုပြီးတော့နောက်ဆက်ကချင်းရတယ်ဆိုတော့မန္တလေးငရင်ကြီးလို့ကိုငလျင်ကြီးလို့အခုဆိုကျွန်တော်အားလုံးစပြီးခေါ်ကြရပါတော့မယ်ကျွန်တော်ပြည်သူလူအနေနဲ့ခေါ်ချင်ခေါ်မခေါ်ချင်နေနောက်ဆက်ကတော့မန္တလေးငလျင်ကြီးလို့အဲပြည်သူလူအနေနဲ့ခေါ်ချင်ခေါ်မခေါ်ချင်သူတို့ဘောမတွေနဲ့သူတို့စစ်ကွေးတွေကတော့ခေါ်မယ်ဆိုတဲ့သဘောတရားပါပဲပြည်သူလူတွေကလည်းမခေါ်ပါဘူးပြည်သူလူတွေကဘလို့ခေါ်လဲဆိုရင်ဇကိုင်းငလျင်ဇကိုင်းငလျင်ပေါ့ကွာတကယ်ပါလုံးကတတ်မှတ်တာဇကိုင်းငလျင်ကိုဘာလို့ရှိရွေးတွေလုံနေတာ သူတို့ကတော့ကမွန်တပ်ပေးလိုက်ပါပြီကမွန်တပ်ပေးလိုက်ပြီလို့သိရပါတယ်ဆိုတော့အဲ့ဒီမန္တလေးငလျင်ကြီးမှာမန္တလေးငလျင်ကြီးမှာမန္တလေးဆိုရင်ကတော့စကိုင်း နေပြီးတော့မန္တလေးပျော်ပွဲဆက်ရှိတဲ့ဒေသအောင်မန်းဆက်ချက်နေရတော့မျိုးထိပါတယ်ဒါပေမဲ့သူကနာမည်တက်တော့မန္တလေးငရင်ကြီးပေါ့ငရင်ကြီးမန္တလေးငရင်ကြီးမှာလူသေးဆုံးမှုက3600ကျော် ရှိပြီလို့နဆာကထုတ်ပြပါတယ်အဲဒဏ်ရာရထိကိုက်သူက9800ကျော်ရှိပြီလို့သိရပါတယ်အဲပြီးတော့နိုင်ငံပေါင်း20ကျော်ကနေပြီးတော့လေယာဉ်ပေါင်း6လေယာဉ်ပေါင်း64စီးနောက်တစ်ခုကယင်6စီးမော်တော်ယင်ကြီး6စီးသင်္ဘော5စီးနဲ့လူဦးရေ1938ဦးကလာရောက်ကူညီနေပါတယ်တဲ့နောက်တစ်ခါထောက်ပံ့ပို့ဆောင်ရေးပစ္စည်းက1182တန်းအဲတကယ်စေးပစ္စည်းတွေကထောက်ပံ့ပို့ဆောင်ရေးပစ္စည်းက1182တန်း6စီးတန်းကယ်စေးပစ္စည်းက144တန်းဒီလာရောက်ပြီးတော့သူက လာပြီးတော့ကွန်ညီထားမှုတွေရှိပါတယ်လို့သူကပြောပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဒီငလျင်နဲ့ပတ်သက်လို့ရှိရင်တော့နတ်ဆက်ကိုင်းဒီနေ့ထုတ်ပြန်ထားတာဒါအဲဘာသွားတွေ့ရလဲဆိုတော့ဒီမဟာမျက်မှုကြီးဖျားကြီးပေါ့နော်မြန်မာမဟာမျက်မှုကြီးဖျားမဟာမျက်မှုကြီးရွာတော့မြကြီးပေါ့အဲ့ဒါကြီးကငလျင်နဲ့ငလျင်ဖြစ်တဲ့အချိန်မှာယူခါသွားတဲ့လူတွေအထက်မှာညက်သွားတဲ့အဲ့ဒီဟာကြီးကိုသူတို့ထုတ်ပြန်လာတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ကစင်ကလုံးညှို့နှိုင်းရပါတယ်ဒီဟာကြီးကိုကြည့်ပြီးတော့စင်ကလုံးညှို့နှိုင်းရပါတယ်ဘာပြောမန္တလေးငလျင်ကြီးမှာမဟာမျက်မှုကြီးရွာတဲ့မြကြီးလေအဲထိကြိုက် ျက်စီးမှုတွေဖြစ်သွားရတဲ့အချိန်မှာပါပါတယ်ကျွန်တော်တို့တမိုင်းအမွေအနှစ်ကြီးတခုတကယ်ဆုံးရှုံးမှုလို့ကျွန်တော်မြင်ပါတယ်ဒါလေးရေတို့ထုတ်ပြထားတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီဗီဒီယိုတွေလည်း online မှာကြည့်လို့ပေါ်လို့ရပြီဆိုတော့တွေ့ရမှာပါအဲ့တော့ဒါကတခုပေါ့နောက်တစ်ခုကကျွန်တော်တို့ NASA ကထုတ်ပြတဲ့ဒီမှာဒီနေ့ဒီဘက်တော့ ceasefire ပေါ့ NASA ကအနေနဲ့ ceasefire လုပ်ထားတယ်ကြီးညာထားတယ်အပြည့်ရကြီးညာထားတယ်အခုကုလသမဂ္ဂကလည်းအပြည့်ရကြီးညာတော့ ကျိုးဆိုလဲဆိုကုလသမဂ္ဂလုံခြုံရေးကောင်စီလည်းကျိုးဆိုလဲလို့ပြောတယ်။နှစ်ဖက်စလုံးကအပြည့်အကျဉ်းကတော့ကျိုးဆိုလဲလို့ကုလသမဂ္ဂလုံခြုံရေးကောင်စီကပြောတယ်။ပြီးကုလသမဂ္ဂကလည်းဒေါ်လာတန်100ကျော်မြန်မာနဲ့ငလင်းနဲ့ပတ်သက်ပြီးတော့အကူအညီပို့ပြင်ဆင်ထားပြီးဆိုတဲ့အကြောင်းကိုစပြီးတော့သူတို့ထုတ်ပြောလာတယ်။တစ်ချိန်တည်းမှာလည်းဒီငလင်းနဲ့ပတ်သက်ပြီး cease fire လုပ်ထားပေမဲ့တစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့ KIA ကဗမုံမနေ့ကတော့လာပြီးတော့ဗမုံမှာရှိတဲ့အတက်ကိုပေါ့လုံခြုံရေးတပ်ဖွဲ့ကိုအဲ80နှစ်မှမှစိန်ပြောင်းနေတယ်လှမ်းပြီးတော့ပြစ်ခတ်မှုတွေမနေ့ည10:00ကျော်လောက်ကလာလုပ်ပါတယ်တဲ့။ နတ်ဆက်ကအစီအစားလုပ်တာပဲ KIA ရဲ့ live ပြခတ်မှုလုပ်တယ်ဆိုရင်တော့ထုတ်ပြန်တယ်နောက်တစ်ခုက TNL ကလည်းတောင်ခမ်းဘက်မှာလှမ်းပြီးတော့ဒီဟိုလှမ်းပြီး short ရုံနဲ့ပြခတ်မှုတွေလုပ်တယ်လို့ပြောပါတယ်နောက် KNDF ခေါ် KNPP ကလည်းဘောလခဲဘက်မှာရှိတဲ့လုံချိုးရေးတပ်ပေါ့နော်အဲ့မှာတတော်ရုံနာမှာရှိတဲ့ဘောထွက်ချင်လုံချိုးရေးတပ်ကိုလာပြီးတော့လက်နက်ကြီးနဲ့ပြစ်ထားရရှိလို့သိရပါတယ်နောက်ဒါကတော့တက်ဘက်ကနေပြီးပြည့်ရထားပေမဲ့ KIA ရဲ့နေပြီးဘမ်မော်ဟိုလာပြစ်တယ်ဆိုတဲ့သဘောတရားကိုဘောမတွေကရှင်းပြသွားဖြစ်ပါတယ်ဘောမတွေအနေနဲ့ကတော့ကောင်းငင်ကပြန်ပြီးတော့ဘုံတွေကျဲနေတဲ့လေရင်ပြန်တွေကိုမင်းတို့ရဲ့မျက်လုံးတွေထဲမှာရင်ဘက်တွေထဲမှာမြင်သွေးရတော့မင်းတို့တွေအားလုံးကိုလည်းပြည်သူတွေရဲ့ရင်ဘက်တွေကထုတ်ထားပြီးတော့ နေကြရင်မင်းတို့ကိုပါမင်းတို့ဘာတူသွားမယ်လမ်းကိုပြည်သူတွေကပို့ပေးကြလိမ့်မယ်။ကဲပြောင်းဦးဆိုတဲ့ကောင်တော့ဟိုနေ့ရက်တည်းပြောပါတယ်မင်းတို့ရဲ့ဘောမာတွေရဲ့နေ့စဉ်ကတော့လောင်ကျွမ်းမဲ့နေ့တွေဖြစ်သွားပြီလို့ပြောပြီးတော့မဆုံးသေးပါဘူး။ဖက်လောင်ကျွမ်းနေရပါတယ်။ဘာလို့လဲဆိုတော့သူ့ဘာကနေပြီးတော့ပြည့်ရတယ်လို့ကြီးညာပြီးတော့အပြစ်မရဖက်နေတယ်သွားပြီးတော့သူဆိုရင်ပဲမြို့နှမြို့ကြသွားတယ်ဒီတက်ရဲ့တစ်ဖက်သက်ပြစ်ခတ်ရဆဲထားမှုပုံမှာပေါ့နော်အခွင့်ကောင်းယူပြီးတော့စေတူရတပုံများတော့တို့တွေအဲတစ်ဖက်ကတပ်ပဲပေါ့နော်တို့ကအပြစ်ခတ်ရဆဲထားပြီးတည်ရန်ရောင်းနေ အဲကျွန်တော်တို့ရအောင်တို့စစ်စခန်းတွေကိုရအောင်တိတ်ပိုက်သွားတယ်အဲ့တော့အဲအဲ့ဒီတစ်ဖက်ပိတ်လို့ပြောရအောင်တို့တွေကိုတော်တော်လေးဥမာဒါတစ်ဖက်ဖွင့်ပေးထားတဲ့ပုံစံရှိနေတယ်တကယ်တော့တစ်ဖက်ပိတ်တာမဟုတ်ဘူးတို့နှစ်ပတ်လုံးပိတ်နေရပါအောင်ရနေပြီးလေးမင်းနဲ့ဘုံနေကျဲနေတာဟုတ်တော့တို့တွေကလုံးဝအမြင်နဲ့အနေထားတခုဖြစ်နေရဖြစ်တဲ့အတွက်တကယ်ကိုမှတစ်ဖက်ပိတ်မှာနှစ်ဖက်ကိုပိတ်နေတဲ့ကောင်တွေပါကျွန်တော်တို့တက်မလို့ပေါ့နော်ကျွန်တော်တို့ဒီအစိုးရခင်ဗျာမှာမြန်မာကတစ်ဖက်လူမှုရေးကတစ်ဖက်စီးပွားရေးကတစ်ဖက်နိုင်ငံရေးကတစ်ဖက်နိုင်ငံတကာရေးရတစ်ဖက်ဒီလိုအဖက်ပေါင်းများစွာနဲ့အလုံများနေချိန်မှာ မင်းတို့ဘာလို့ဘာသူမှတင်တာမဟုတ်ဘူးကိုပေါ့ကိုပင်ရပြီးတော့တက်နေတာကိုတို့ကနဲ့ကိုတက်နေတာမင်းတို့ဘာလို့ဘာသူမှတင်တာမဟုတ်အချိန်မီပြေးစင်းသွားလို့ရတယ်နော်သူတို့ပေါ့မြပြည်သူတွေကတင်ထားလို့သူတို့ဘာမျိုးအားကျုံမှန်တဲ့လှုပ်ဆောင်နေရတဲ့ပုံစံနဲ့ပြောနေတာချင်းချင်းလေးတပြတ်ပြောမှပြောင်းကြီးမင်းတို့ဘာလို့ဘာသူမှတင်တာမဟုတ်ဘူးအခုစင်းမလားအကုန်လုံးမင်းတို့ဘာလို့ဆွဲတော်ချပေးလိုက်အောင်မေဒီထက်ပိုဆိုးတာပါဗျာကျွန်တော်တို့ဒီပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်အလုပ်များနေတဲ့အချိန်မှာ ဒီစစ်သွေးကြွများဒီဘုဒ္ဓဘုရေတည်တော်ပေါ့နော်သူကဘုဒ္ဓဘုရေတည်တာအဲ့ဒီစစ်သွေးကြွတွေကကျွန်တော်တို့ဒီတက်စခန်းနေအားလုံးကိုတော်တော်များများကိုအာကျွန်တော်တို့တိမ့်ပိုက်သွားနိုင်တယ်ကျွန်တော်တို့တက်စခန်း၃ခုကြာသွားတယ်အရေးကြီးစခန်းတွေပေါ့ဗျာနော်အဲ့တော့အခုတည်တဲ့အတိုင်းပေါ့အားလုံးကတော့ပြောနေဟာစစ်တက်ကစစ်တက်ကရက်ဆက်တယ်စစ်တက်ကလင်းနဲ့ကျဲတယ်ဆိုပြီးတော့တည်နေတယ်ပြောနေကြတယ်ပေါ့နော်အဲ့တော့တော့လည်းပဲမီအေအော်ရာလူမြင်တယ်ကနန်းညက်တာလူမသိဘူးဆိုတဲ့ပုံစံမျိုးပေါ့မီအေအော်ရာမဟုတ်မင်းတို့អော်နေတာ တော့အခုလောလောဆယ်ဘသူကအတို့ကိုပဲကျွန်တော်တို့ကကျေးဇူးတင်ရမယ့်ပုံစံမျိုးကျွန်တော်တို့ကစခန်းကိုတင်လိုက်တယ်အေးအေးရခိုင်သဘောဆိုဘာပြောလဲဆိုလို့ရှိရင်အကျွန်တော်ကစခန်းကိုတင်လိုက်ပြီလေတဲ့ဒါပေမဲ့ကျွန်တော်တို့ဆက်မလိုက်တော့ပါဘူးတဲ့ဘာကြောင့်လဲဆိုတော့အပြစ်ခံရက်ဆဲထားတယ်လေတဲ့ဩတော်တော်လေးကိုတော်တော်လေးကိုကျေးဇူးတင်ရမယ်ကျေးဇူးရှင်ကြီးတွေပေါ့ဗျာနော်အဲ့တော့အဲ့တော့ကျွန်တော်တို့နံပါတ်၁ချက်အနေနဲ့ကြာသွားတာကတော့ညောင်ကျိုးစခန်းကြာသွားတယ်ပေါ့ညောင်ကျိုးကာကင်းစခန်းကြာသွားပါတယ်ဟုတ်ပြီနော်အဲ့နံပါတ်၂ချက်အနေနဲ့ကျွန်တော်တို့ဖလန်းချင်းပြည်နယ်ဖလန်းမှာ268တက်ပေါ့နော် ဲ့တော့ plan မျိုးကြသွားပါမျိုးတစ်မျိုးအသိမ်းခံလိုက်ရပြီเนาะအတရိယအနေနဲ့အင်းတော်မျိုးเนาะသခိုင်းတိုင်းအင်းတော်မျိုးအသိမ်းခံလိုက်ရပါပြီအဲ့တော့ဒီမျိုးတွေအားလုံးအသိမ်းခံလိုက်ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီအပြစ်ခတ်ရစဲရေးဟာတပုံအတွက်အမျက်ထုတ်လို့ကောင်းသောအခြေအနေဖြစ်သွားတယ်အဲ့တော့ပြည်သူမျက်နှာကိုဘယ်သူကကြည့်တယ်ပြည်သူမျက်နှာကိုဘယ်သူကမကြည့်ဘူးဆိုတော့ခင်ဗျားတို့သိနိုင်ပါပြီเนาะအဲပြောင်းကြီးကတော့သူတို့တွေအပြစ်ခတ်ရက်တဲဆိုပြီးတော့ငလင်တန်ဘေးတန်ကြောင့်ပြစ်ခတ်ရတဲ့သူကြီးညာတဲ့အချိန်မှာပဲတော်လိုင်းတက်တွေကမျိုးမျိုးတွေကိုတင်းသွားတယ်လို့ပြောင်းကြီးကထင်နေပုံရပါတယ် တကယ်တော့ငလင်တန်ကြောင့်မင်းတို့မျိုးနှမျိုးပဲတိုင်ခံရတာပြောင်းရင်ငလင်တန်မလုတ်ခဲ့ဘူးဆိုရင်မင်းတို့ဒီချိန်မှာငါးမျိုးချွတ်မျိုးတော့တိုင်ခံနေရတော့မင်းတို့သိဖို့ကောင်းတယ်မင်းတို့ကငလင်ဟူတော့ပြည်သူတွေကိုဒုက္ခပေးတဲ့ငလင်ဟူတော့မင်းတို့ကကျေးဇူးတင်ရမယ်ကောင်းလေအဲ့လိုလည်းတဖက်ပိတ်များကလည်းတဖက်ပိတ်ဒီငပ်နီပိတ်ငပိတ်များကလည်းနော်စစ်တပ်ကပဲစိုးတယ်စစ်တပ်ကပဲလုတ်တယ်စစ်တပ်ကပဲအနိုင်ကျင့်တယ်တကယ်တကယ်တမ်းကောက်ချစ်စင်းလဲပြီးတော့ဗောနော်ဟိုနိုင်ငံနဲ့ပြည်သူနဲ့ ပြည်သူမျက်နာတော့မထောက်တဲ့အဖွဲ့အစည်းကခင်ဗျားတို့အားပေးနေတဲ့စစ်သွေးကြွသဘုံတွေ PDF တွေမြောက်သုံးအောင်မြောက်တွေเนาะအဲ့ဒီအဲ KIA เนาะအဲ့ဒီ PDF တွေဆိုတာမင်းတို့စစ်ခွေးတွေကိုကောင်းကင်ကကြားထားတဲ့ကောင်တွေမဟုတ်ဘူးမိုးကြွရွှေကိုတွေလိုမဟုတ်ဘူး PDF တွေဆိုတာပြည်သူတွေပြည်သူတွေကနေပြီးတော့မွေးဖွားလာတဲ့တိုင်းပြည်ကိုချစ်တဲ့ပြည်သူရဲ့အချစ်တော်ကလေးတွေကနေပြီးတော့ PDF ဖြစ်လာတာပြောင်းကြီးရဲ့မင်းတို့ကောင်တွေတို့မွေးတွေကနေပြီးတော့ကောင်းကင်ကဘုံကနေကြားပြီးတော့ကျွန်တော်စစ်ခွေးပါဆိုတဲ့ကောင်တွေကောင်းအောင်ပါဘူး ဖွဲ့စည်းတာနဲ့ဖြစ်ပါတယ်။မြောက်သုံးအောင်ဆိုတာလည်းကျွန်တော်တို့ဒါမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ခေါ်တာပါ။မြောက်တီဆိုတာဒါတနည်းအဖြစ်ကျွန်တော်တို့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကမြောက်တီကိုကျွန်တော်ရည်ညွှန်းပါတယ်နော်။မြောက်ပိုင်းအဖွဲ့တွေကိုရည်ညွှန်းပါတယ်မြောက်တီပေါ့ဗျာနော်။အဲ့တော့ဟုတ်ပြီ။ဒီနေရာမှာဒီစခန်းနေကြာခြင်းကအာစစ်တပ်ကိုကျွန်တော်တို့ကမေးခွန်းနေထုတ်ရတော့မယ်ဗျ။ဘာကြောင့်ပို့ကြာတာလဲ။အမေကလည်းပေးကြခံလိုက်တာလားမင်းကထုတ်လဲပို့ပဲသူတော့မသိဘူးသူဘာသူကြမှာမသိဘူးအဲတစ်ဖက်ကလည်းပြန်ကြည့်မနော်ဥပမာပြည့် တပုံနေစိုးချောင်းသိအောင်လို့ပဲစစ်တပ်ကပဲအဲတမင်တကာပေါ့နိုင်ငံတကာသိအောင်ချပြခြင်းတဲ့ပုံစံမျိုးလားဆိုတာလဲဒါမေခွန်းနေကသူလောသူလောမေခွန်းကထုတ်လာကောင်းတယ်ကွာအဲ့လိုဒါချပြသမ်းပါအဲ့ဒါအဲ့လိုမင်းများကချပြပြီကောင်းတယ်ကြိုက်တယ်တော်လိုင်းဘက်ကသူတွေကဟာမော်ဗျာအဲ့တော့ကျွန်တော်တို့အဲပထမဦးဆုံးအယုံဆိုင်အောင်ပါတော့ကျွန်တော်တို့ဒီရဲ့ plan ကိုအယုံဆိုင်အောင်ဆိုင်အောင်နော် plan မျိုးကဒီ268တက်ပေါ့နော်ဝိုင်းခန္ဓာကကြာပါပြီအဲ့တော့ကြာပြီအဲတက်အင်အားထပ်ဖြည့်လာဆိုတော့ဖြည့်တယ် ဖြစ်သည့်လေးယောက်လည်းနောက်ထပ်စစ်ကြောင်းပြန်ပြီးတော့ဖြစ်ထားတဲ့အင်အားတွေနဲ့စစ်ကြောင်းထပ်ထိုးသွားဆိုတော့ထိုးတယ်အဲထိုးတူတောက်ခံနိုင်ပြီပါပဲเนาะဟိုတော်တော်တောက်ခံနိုင်ပါလေတောက်ခံနိုင်တဲ့ပြင်ကိုတေချာလဲဒီပြန်တံပြန်ထိုးစစ်တွေလည်းလှုပ်ထားနိုင်ပါလေဒီလောက်ထိုးစစ်လှုပ်ထားနိုင်ရင်ဒီဒီပေါ့เนาะ plan ကမကြဘူးလို့ကျွန်တော်တို့ကလည်းပို့ပွင့်ပြောတုံးသက်ထားလာကြမကြဘူးလို့ကျွန်တော်တို့ကလည်းမျှော်လင့်ထားတာပေါ့ဒါကတော့ကျွန်တော်တို့ကဲပြောင်းကြီးမကြဘူးဆိုရင်တေချာတယ်အဲ့ဟာတလက်နှစ်လပဲအများဆုံးတလက်နှစ်လပဲအနည်းဆုံးတော့တစ်ပတ်ပဲအဲ့ကြပြီတယ်မတော်ကျွန်တော်ထောက်ခံစီနေနေရလဲ ပေါင်းလက္ခဏာဆောင်ပြီးအပေါင်းဘက်ကပဲညှော်လင့်ရမှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကမကြဘူးလို့သုံးသုံးသတ်ထားတယ်မကြဘူးလို့လည်းကျွန်တော်တို့ကညှော်လင့်ထားတယ်သို့ပါဆိုလည်းပဲကြပါလေအကြသွားတော့ဘာကြောင့်ကြတယ်လဲအဖြစ်ခက်ရစဲရေးကာလမှာကြတယ်အကြတော့ဟိုတပုံကခွင့်ကောင်းယူလာယူတာပေါ့ဗျာနော်ဒါပေမဲ့မိမိရဲ့စစ်တပ်ကလည်းအလုံးလုံးမှုတဲ့လှုပ်လှုပ်တဲ့ပုံစံမှာလည်းလို့သေးတယ်အဲ့တော့ဖလားမျိုးကြခြင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မေးခွန်းထောက်အောင်ပါလဲဆိုရှင်ဒီလောက်ထိ ဟိုဆောင်ရွက်เสียပါเนาะညီပြင်စစ်တရင်အရင်းမြစ်တွေကနေပြီးတော့ဘာလုပ်တင်လဲဘာလုပ်တင်လဲဘာလုပ်တင်လဲဆိုတာကိုတည်တည်ချာချာကိုတင်ပြပါတယ်အဲ့တော့အောက်ခြေတွေမှာအပြစ်ကတော့မရှိဘူးလို့ကျွန်တော်တို့သုံးသပ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အောက်ခြေဒီဒီလောက်ထိပြเนาะဟိုလာပေါင်းများစွာခုခံပြီးတိုက်ပွဲဝင်လာတယ်ငငပြက်ပြက်နဲ့เนาะဟိုတိုက်ပွဲဝင်လာတဲ့အောက်ခြေတွေမှာအပြစ်ကတော့ကျွန်တော်မမြင်တော့ဘူးကြာတကယ်တကယ်အပြစ်ကတော့ဒီကျွန်တော်ဖလန်းကြတာနဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့အထက်အရာရှိလူကြီးမင်းတွေထဲမှာမှာเนาะ တော်တော်ကြီးကိုကြီးမားတဲ့အထက်ရရှိလူကြီးမင်းတွေမှာတာဝန်ရှိတော့သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာတကယ်ပေါ့နော်ဟိုလက်နက်ကြီးဘယ်နေရာထိုင်နေဘယ်နေရာမှာတက်ရှိတယ်ဘယ်နေရာမှာထိကိုတည်င်းတွေကအထက်ကိုရောက်တယ်နော်။အဲ့တော့ကျွန်တော်တို့ကတော့ယူဆတယ်ကမင်းတွေကပေးချခံလိုက်တယ်လို့ကျွန်တော်တို့ယူဆတယ်။အဲ့ဒီတော့ကြောင့်မို့ခင်ဗျားတို့အချင်းချင်းမိကုန်းတွေပြန်ထုတ်ကြပါဒီနေရာမှာထုတ်တဲ့မိကုန်းကတမင်းတကပါမယ်နော်။အဲ့တော့ဘာပဲဖြစ်တော့ဗျာကျွန်တော်တို့ဖလန်းတော့ကြာသွားပါပြီအဲ့တော့အဲဘောမာကြီးကတော့ဖလန်းကြာသွားတော့တမင်တကာပေးလိုက်တယ်ဆိုပဲ ချင်းပြည်နယ်မှာကျွန်တော်တို့များများဆဆနေရာတွေလည်းမရှိတော့ပါဘူးနောက်ပိုင်းထပ်ပြီးတော့ထန်တလန်တို့ဟာခါတို့ကျန်တဲ့မြို့တွေမကြဖို့တော့ဆက်လက်ပြီးတော့ကြိုးစားစီချင်ပါတယ်နော်ဟုတ်ပြီဒါချင်းပြည်နယ်ရဲ့အခြေအနေပေါ့ဗျာနော်အဲနောက်ထပ်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင်အင်းတော်အင်းတော်ဆိုလို့ရှိရင်အင်းတော်ကြတော့ကျွန်တော်အပြစ်မပြောဘူးဘာကြောင့်လဲဆိုကဲဖင်လန်မှာရှိတဲ့ပြောင်ကြီးတကောင်ကတော့မြန်မာတနိုင်ငံလုံးကိုပတ်ပြီးလောင်းတာပါဟုတ်ပေါ်တနင်္ဂနွေလောင်းတော့မဟုတ်ပါဘူးမြန်မာတနိုင်ငံလုံးကချင်းပြည်နယ်ကချင်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ် ရခိုင်ပြည်နယ်အစရှိသမျှကိုတနေရာတွေကထိုင်ပြီးပက်လောင်တဲ့ကောင်ကတကောင်ကတော့အဘရဲ့တပည့်တွေမှာတော်တော်လေးဟိုမှာအလောင်ကောင်းတဲ့ကောင်လို့ပြောပါမယ်